ျွန်တော်တို့ Mobile Legend Community ကတဖြည်းဖြည်းနဲ့ကျယ်ပြန့်လာတာနဲ့အမျှလူငယ်လေးတွေရဲ့ e-sport community အတွက်အနာဂတ်ဟာတောက်ပလာနေပြီပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ခေတ္တက e-sport ဆိုတာကိုဂိမ်းဆော့တာအချိန်ဖြုန်းတာတသက်ပဲဆိုပြီးတော့မိဘတွေရဲ့ပြောဆိုမှုတွေကိုခံခဲ့ရပါတယ်။မိသားစုပြဿနာတွေတရားလောက်တဲ့အထိကိုအားမပေးခဲ့တဲ့ခေတ်ဟာတဖြည်းဖြည်းနဲ့ကုန်ဆုံးလာပြီပဲဖြစ်ပါတယ်။ e-sport ကိုအကြောင်းပြုပြီး overseas ထွက်ရတာတွေလည်းပေါ်လာခဲ့ပြီး နိုင်ငံကိုစားပြုတွေဆော့ရတဲ့အနေအထားတွေဖြစ်လာပြီဆိုတဲ့အနေအထားမှာလူကြီးတွေရဲ့မျိုးလုံးထဲမှာ e-sport ဆိုတဲ့အရာကို အားကစားတစ်ခုပါလားဆိုပြီးတော့မြင်လာတာတော့အမှန်ပဲဗျအဲ့လိုမျိုး e-sport community ကျယ်ပြန့်လာတာနဲ့အတူလူဟောင်းတွေဖြစ်တဲ့ o player တွေဟာအတက်တွေကြီးလာတာနဲ့အများအချိန်မပေးနိုင်တော့တာတွေ performance ကျလာတာတွေကြောင့်အနားယူလာကြပါတယ် o player တွေရဲ့ရွှေခစ်တူကတခစ်ပြီးတခစ်အဆုံးတက်လာခဲ့ပါတယ် လူငယ်တွေကဒီ infrastructure ထဲမှာကျင်လည်ဖို့ဦးစားတွေပါလာတာနဲ့အမျှတကယ်အင်အားကြီးတဲ့လူငယ်အသင်းတွေလည်းထွက်ပေါ်လာတာကတော့အမှန်ပါပဲဗျ။အဲ့တော့ဒီနေ့ဗီဒီယိုမှာကတော့အခုနောက်ပိုင်းစောင့်ကြည့်ရမယ်စီမီ Pro Level လူငယ်အသင်းထဲမှာမှာအသင်း၃သင်းအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။ပထမဦးဆုံးအသင်းကတော့ Teen Spectrum ပဲဖြစ်ပါတယ်။ Dense Patron ကတော့ Weekend Battery တော်တော်များများမှာချိန်အကြာကြီးလွှမ်းမိုးထားတဲ့အသင်ဖြစ်ပြီးတော့အခု NEC မှာလည်း Group State တက်သွားတဲ့အထဲမှာပါပါတယ်ဗျ Weekend Battery မှာကျန်းတဲ့အသင်တွေကလည်းမြန်မာနိုင်ငံကအကြမ်းဆုံးအသင်းတွေနဲ့ရေမောင်တန်းနိုင်မလားဆိုတဲ့အရာကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်အခုကြည့်နေတဲ့ NBA Indo NBA Philippines အစရှိတဲ့နိုင်ငံတကာ NBA ပွဲစဉ်များ Wings ဘက်မှာယူနီဆက်ချစွာခံမှန်းကစားနိုင်ပါပြီ စိတ်ဝင်စားလို့အကောင့်ဖွင့်ရတယ်ဆိုလို့ရှိရင်တော့ comment မှာရှိတဲ့ link တွေနဲ့ဆက်သွယ်တင်လို့ရတယ်လို့ Telegram မှာ NLS Live Ones လို့ share ပြီးတော့အကောင့်ဖွင့်လို့ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုဆက်လိုက်ရအောင်ဒုတိယအသင်းကတော့ကြကြံမေများပဲဖြစ်ပါတယ် Steam ပွဲရှင်တွေမှာဆိုရင်ကြကြံမေများအနေနဲ့ professional team တွေနဲ့တောင်မှ draw တွေတောက်လျှောက်ရအောင်လို့စော်ထားနိုင်တာကို တွေ့ရတယ်ဒါတကယ် potential ရှိတဲ့အကြောင်းကို ပြသနေတာကတော့အမှန်ပဲဗျ Blackthorn တို့ Monkey Business တို့ဆိုတာ စီမီပူနဲ့ professional ဂျားထဲမှာတော်တော်ကျန်းတဲ့အသင်းတွေဗျအသင်းကြီးတွေတောင်တခါတလေချွေးပြန်အောင်ဆော့ရတဲ့အသင်းတွေအဲ့လိုအသင်းမျိုးတွေကိုဒီလို draw ဆော့နိုင်တာကြီးကတကယ်ကိုချီးကျူးရမယ်ဗျနောက်ဆုံးသတင်းကတော့ new bomb ပဲဖြစ်ပါတယ် new bomb ကတော့အခု stain ပွဲမှာ clear out တတ်သွားတဲ့အသင်းတွေကဖြစ်ပြီးတရံမဲများကိုလည်းအနိုင်ရထားတဲ့အသင်းပဲဖြစ်ပါတယ်မနေ့ကဆော့သွားတဲ့ stain ပွဲရဲ့ play off မှာဆိုရင် ယူဘောအနေနဲ့ဘလက်တောနဲ့မြန်မြန်ဆိုင်ဆိုင်ပွဲစဉ်တစ်ပွဲကိုဆွတ်ပြနိုင်ခဲ့တယ်ဆိုပေမဲ့လည်း experience ဘိုင်းဆိုင်ရာတွေကွာဟနေတာကြောင့်လို့ဘလက်တောကပဲအနိုင်ရရှိခဲ့ပါတယ်အခုနောက်ပိုင်း tournament တွေမှာလည်းယူဘောအနေနဲ့ဘလောက်ထိ last run တွေဆက်ပြနိုင်မယ်ဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရပါမယ်အခုနောက်ပိုင်း tournament တွေမှာလည်း new ball အနေနဲ့ဘလောက်ထိစွမ်းဆောင်သွားနိုင်မလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေတုံးပါပဲ okay brother တို့အနေနဲ့လည်းဘယ်အတင်းတွေကိုစောင့်ကြည့်တဲ့အတင်းတွေလို့ထင်လဲ အကြံဉာဏ်တွေကိုလည်း comment တွေမှာခြာရေးခဲ့လို့ရပါတယ်ဗျ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။